လုံးခုနှစ် sharing လုပ်ပြီးမှတော့ pivot pivot တွေပဲပေါ့နော်အာများသောအားဖြင့်တော့ပိုင်ဖို့တွေပဲလို့ခေါ်ကြရတယ်အာမန်ကတော့ pivot တွေပဲပေါ့နော်နှုတ်ကြိုးပိုင်ဖို့တွေပဲနှုတ်ကြိုးနေတော့အဲ့လိုရခေါ်ကြရပါ Okay အဲ့ဥစ္စာလေးဘလို့အသုံးဝင်နိုင်နေနေအဲ့ဒီသေးပဲရရ reset ပေါ်မှာ chat တခု create လုပ်မှာပေါ့နော်ဆိုရင်အခုဒီမှာဆိုရင် company list တွေရှိရယ်အငွေ amount တွေရှိရယ်ပေါ့နော်ဆိုရင်အာ okay ဒီဥစ္စာလေးနည်းနည်းလေးတုံညာတလုံးလောက်တော့လဲ ဆိုရင်အာဒီ data တွေဒီ data ကို pivot table တိဆောက်မယ်ဆိုရင်ဒီမှာဒီ a နဲ့1နဲ့တောင်းမှာ quality လေးမှာတစ်ချက်ထောက်ပြီး select all လုပ်လိုက်မယ်။နှုတ်မဆိုရင်တချို့ data အကျန်ခဲ့မှာဆိုလို့နော်။ okay select all လုပ်ပြီးသွားပြီဆိုရင် insert ထဲကနေပြီးတော့ pivot table လို့ရေးလိုက်မယ်။အဲဒီမှာမှကို new သူက new worksheet မှာလိုချင်လား existing worksheet မှာလိုချင်လားဆိုတော့ existing worksheet လို့သွားရေးလိုက်လို့ရှိရင်ရှုပ်ကုန်ပဲပေါ့နော်။ sample လုပ်ပြရမယ်။ okay ။ အာ fee value တခုလုတ်ပေးရမယ်အဲ့တော့ new wash ပဲပို့ပြီးတော့အများသောအဖြစ်သုံးရတယ်အဲ့ဆိုတော့ new wash okay လို့နှိမ့်လိုက်မယ် okay အဲ့ဆိုရင်ဒီမှာ table လေးထွက်လာပြီပေါ့နော် table ထဲမှာဘာတွေပါစေချင်လဲဆိုတဲ့ဟာကိုရီးယားဒီဘက်မှာရွေးပေးလို့ရတယ်ဥပမာအာ row မှာကြာရင်တော့ company name တွေလိုချင်တယ်ဆိုရင်ညသောအဖြစ်တော့လေဟိုအာကျမကတော့ဒီလိုမျိုးဆွတ်ဆွဲပြီးတော့ထည့်လိုက်တာပေါ့နော်အဲ့ဒါပုံမြင်တယ် ကုမ္ပဏီနိုင်နေရောမလိုချင်တယ်ပြီးရခါကျရင်ဒီဘက်ဘေးနားမှာ value အနေနဲ့ကတော့သူတို့ရဲ့ကုမ္ပဏီတွေရဲ့ salary တွေကိုပြချင်တယ် salary okay ဒါကတော့ sum total ပေါင်းလက်ကိုထည့်ထားတာဖြစ်တယ်အဲ့လိုမျိုး sum မဟုတ်ဘဲနဲ့ဥပမာတစ်ချက်ထောက်လိုက်ပေါ့နော်အများလေးထောက်ဖြောက်ပြီးတော့ fee value ကိုကြည့်လို့ရတယ် count အရင်အတွက်ကိုပဲဘယ်နှယောက်ဘယ်နှယောက်ကိုပေးရလဲသိကြတယ်ဆို count လို့ရေးလိုက်ရင်ဒီ company မှာတယောက်ဒီ company မှာနှယောက်နောက်ကုန်နောက်ကုန်မှာယောက်20အဲအဲ့လိုမျိုးလဲသိလို့ရတယ် โอเคกูอายุတော့မဟုတ်ပါနဲ့ sum ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ sum ကိုပဲပြန်ရွေးလိုက်မယ်ကျန်တဲ့ဟာတွေ average တို့ minimum ကဘယ်လောက်လဲ maximum ကဘယ်လောက်လဲအဲ့လိုမျိုးလည်းသိလို့ရတယ်ဗောနော်ကိုယ်သဘောတိုင်းရွေးလို့ရတယ်โอเคလို့ရွေးလိုက်မယ်နော်โอเคအဲဆိုရင် table လေးရအဲ့ pivot table မှာတခါလဲ filter တွေလည်းလုပ်လို့ရဥပမာ gender ကြားမှန်းနဲ့သိချင်တယ်ဆိုရင်အာဒီ filter နေရာလေးမှာ gender ကိုထည့်လိုက်မယ်ဥပမာကြည့်ရအောင်ဒီမှာ select မှာဒီဘက် items တဲ့မှာမှာ သူကအမျိုးသားရေအတွက် maze အရေအတွက်ပဲတည်ကျင်နေဆိုရင် okay ဒီမှာသူ့ရဲ့ filter တွေကချိန်ဝင်ဆိုတော့အသေးစိတ်တည်ကျင်တော့ဒီမှာတပည့်ကလေးနှောက်နှိမ့်လဲပေါ့နော်ကိုတည်ကျင်တော့ maze နာမည်ဘာညာတည်လို့ရတယ် okay ပြီးရင်တော့ undo ပြန်ခေါ်လိုက်ဆိုရင်အသေးစိတ်တည်ကျင်တပည့်ကလေးနဲ့ကြည့်အာ ဓမ္မဆွေစမ်းတို့တယ်ပေါ့โอเคအဲ့ဘက်မှာ female ကိုတည်ကျင်နေဆိုရင် male ကိုပြန်ဖြုတ် female ကိုယူโอเคအဲ့ဒါဆိုရင်ဒါ female female တွေအလားတူပေါ့နော်တည်ရတယ်โอเคအကောင်လုံးလိုချင်နေဆိုမေး female ကိုထည့်လိုက်မယ် blank ကိုမထည့်တော့ဘူးပေါ့နော်ဒါကတော့ basic table လေးကိုကကျွမ်းကျွမ်းသလို style နေလဲချိန်ပြီးတုံးလို့ရတယ်ဒါကတော့ဒီလိုမျိုး style လေးတုံးနေတဲ့ဆိုရင်လည်းအဲဒီမှာ gender ဒီလိုမျိုးဆွဲထည့်တဲ့သူ့ရဲ့ဒီဘေးနာ box လေးပွာတာပေါ့နော်ကိုကြည့်လို့လွယ်သလိုမျိုးအဆင်ပြေသလိုတုံးလို့ရတယ်โอเคအဲ့ဆိုရင် um ဒါဒီဥစ္စာလေးကတော့လုပ်ငန်းခွင်ထဲမှာတုံးရင်းနဲ့ပို့ပြီးတော့ကျွမ်းကျင်သားလိမ့်မယ်ပေါ့နော်ဘလို့အသုံးဝင်လဲဆိုတဲ့ဟာကိုသိရင်ရပြီအာထပ်မှာတော့ column ထဲမှာထပ်ပြီးတော့ status လေးတွေပြပေးပါဆိုရင် column ထဲမှာ status ထည့်လိုက်မယ်ဆိုရင်အဲ့ဒါမှ active ဖြစ်နေတဲ့သူတွေဆိုရင်တကယ်လို့ inactive တာဖြစ်ခဲ့လို့ရှိရင် inactive ဆိုပြီးတော့သူထပ်ပြလိုက်မယ်ပေါ့နော်ဆိုတော့ ဒီဥစားလေးမလို့ဘူးဆိုရင်ပြန်ပြီးတော့ဘယ်လိုဖြုတ်မလဲဆိုတော့တခြားထောက်ပြီးတော့ remove လို့နှိပ်လိုက်ရတယ်ကိုရီးယားကမလို့ချင်းဒီဘက်ပြန်သွားလို့လည်းရတယ်မမဟုတ်ရင်ဒီမှန်ချစ်ပြီးဖြုတ်လိုက်လို့လည်းရတယ်နော်โอเคအဲဆိုရင်ဒါကတော့ဒီ table လေးရဲ့အသုံးဝင်တဲ့ကြံပြင်းပေါ့နော်လောက်ကိုရမယ်ထင်တယ်ဆိုတော့အခုပြနေတာအဓိကဒီ table အဲ့လိုမျိုးခုမှရှိတဲ့ data တွေကနေပြီးတော့ဘိုင်ဘုတ်တွေပဲထုတ်လိုက်တယ် ထုတ်လိုက်ပြီးရလာတဲ့ reserve ပေါ်မှာချက်တွေတိဆောက်လို့ရသေးတယ်ဆိုတော့ဒီထွက်လာတဲ့ reserve ပေါ်မှာချက်တိဆောက်မယ်ဘာလို့ဒါကိုရှင်းပြလဲဆိုတော့ကိုကအဓိကတော့ excel dashboard ဆိုတဲ့ဟာကို now next video မှာရှင်းပြမယ် အခုအအခု data တွေကိုကိုကဒီပဲ chart တစ်ခုစောင့်မှဖြစ်တဲ့အတွက်ကြောင့် company ဒီ data ပေါ်မှာတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် insert tag ကနေပြီးတော့ recommended check ပေါ့အဲ့ဒါဘယ်လို recommended check တွေအဒီလိုမျိုးလိုချင်လားအဲရပြီ okay အဲ့လိုမဟုတ်ရင်ဒီလို line check လေးလိုချင်လားပေါ့ line check လေးယူလိုက်မယ်နော် line check လေးလား line check ယူလိုက်မယ်အာပြီးရင် okay ပေါ့ ခင် line chart လေးရလာပြီဆိုရင်ကိုယ့်ရဲ့ line chart လေးကို color တွေ change လို့ရတယ် design တွေ change လို့ရတယ်ဘယ်လို design ပြကျင်လဲပေါ့နော်အဲ့လိုမျိုးဒီလို amount လေးနဲ့ပြကျင်သလားအဲဒီလိုမျိုးပြကျင်သလားပေါ့ဒါဒီလိုမျိုးလေးရွေးလိုက်မယ်ပြီးပြီးတော့ဒီမှာလဲဟို exist တွေပေါ့နော်ကိုပြကျင်တဲ့ exist တွေအာဒီလိုမျိုး training line နဲ့ပြလို့လည်းရတယ် grid line grid line တွေမပါစေချင်ဆိုဖြုတ်လိုက်အဲ့ဆိုရင် grid line တွေမပါတော့ဘူး okay အာဒီမှာကိုပါဇင်ညက်ချက်တိုက်တဲ့ပါဇင်ကျွန်တော်ပါဇင်ရေးခြင်းဖြုတ်ပါเนาะโอเคอืม generally ဒါ YouTube လို့ပြလိုက်မယ်ပေါ့နော်ဒီစာသားလေးတွေကိုလည်းဒီဇိုင်းကြောင်းကျင်နေဆိုရင် home tag ကနေပြီးတော့အမှ color တွေ change လုပ်ရတယ်ကြောင်လေးထည့်လိုက်မယ်စာသားကိုတော့အမဲရောင်အမဲရောင်ဘိုးတင်လိုက်မယ်နည်းနည်းလေးကြီးလိုက်မယ် คအဲ့ဆိုရင်ဒီလိုမျိုးကြည့်လို့ရအဲ့ဒါမှမကိုကိုတေဗယ်တွေကဒီမှာ gender ခွဲပြီးကြည့်လို့ရသေးရေနော် male လို့ချိန်နိုင်အဲ့အဲ့လိုလေးပြောင်းသွားတယ်ဒါမှမဟုတ်လဲ female ပဲကြည့်ချင်တယ်ဆိုရင်လည်းချိန်သွားဒါကတော့ bible တေဗယ်နဲ့တွားပြီးတော့ချိန်ဆက်တဲ့ chat တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုး display တွေကလိုက်ချိန်တယ်ပေါ့နော်အဆင်ပြေရယ် okay အေးဒီမှာဆက်ပြီးတော့သူရဲ့ color design အနေထားတွေကြီးလို့ bible chat ဆိုအမ် ဇိုင်းနေထိုင်ကြည့်လို့ရသေးရပါเนาะနေအောင်ထနာတယ်အာ color ဆိုပြီးတော့ကိုလိုရွေးချင်တဲ့ color အစင်းအောင်ဖြစ်မလားဘယ်လို color ဖြစ်မလဲဒီအောင်လေးထားလိုက်မယ်ဆိုရင်ရပြီအစင်ပြေလို့ပေါ့နော်ကိုလုံးချင်တဲ့ဒီဇိုင်းလေးတွေကိုကိုရွေးရွေးပြီးတော့ဒီဘက်မှာလည်းကြည့်လို့ရတဲ့ဟာတွေရှိရပေါ့နော်โอเคဒါဆိုရင် Bible တွေပဲနဲ့ check နဲ့ပေါင်းပြီးတော့လုပ်တက်ဟာအဲ့ဒါတွေအကုန်လုံးအရှိမလဲ chat တွေဆက်ပြထားခဲ့တယ်အဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့ dashboard လုပ်တက်ဟာကို next video မှာပြပေးမှာဖြစ်ပါတယ် thank you ပါ